ါခင်ဗျာခုချိန်ကစပြီး MCDM ရဲ့ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာပထမဆုံးသတင်းအနေဖြင့်ကြောက်တော်မျိုးကိုစစ်တပ်ကဘုံကျဲတဲ့အတွက်အရသား6ဦးထပ်မင်းနဲ့တည်ဆုံပြီး10ဦးကျော်ဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးကြပါမယ်အရခတ်တပ်တော် AA ထိန်းချုပ်ထားတဲ့ကြောက်တော်မျိုးနယ်ကနေရာနှစ်ခုကိုဒီနေ့နိုဝင်ဘာလ28ရက်မနက်ပိုင်းမှာစစ်တပ်ကလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်အရသား6ဦးထပ်မင်းနဲ့တည်ဆုံပြီး၁၀ဦးကျော်တရားရထားတယ်လို့ဒေသတရင်ရင်းမြစ်တွေကပြောပါတယ် ဂျမ်ဘတ်စစ်တပ်ကဒီနေ့မနက်09:45မိနစ်မှာကြောင်ဖုံရွာကိုဘုံတလုံးမနက်09:53မိနစ်မှာကန်ဆောက်တောင်အနီးဝင်းကျင်ကိုဘုံတလုံးကျဲချခဲ့တာလို့ဆိုပါတယ်။အဂျမ်ဘတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရသားပြည်သူ6ဦးသေဆုံးပြီး10ဦးကျော်ဒဏ်ရာရထားတဲ့အကြောင်းရခိုင်ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်တဲ့အာရခမင်းသမီးမီဒီယာကလည်း breaking news အနေနဲ့ဒီနေ့နေကင်းပိုင်းမှာဖော်ပြထားပါတယ်ဒီဘုံကျဲတိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် ကျောင်းဖိုးရွာကမျိုးသမီး9ဦးနဲ့မျိုးသား2ဦးတည်ဆုံပြီး10ဦးထပ်မံတဲ့ဒဏ်ရာရသွားတယ်လို့အိမ်လေးလုံးပျက်စီးသွားတယ်လို့ကနဦးသိရပါဗါတယ်။အာနာသိန်းစစ်တပ်ကသူတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့တိုင်းနယ်ပြည်နယ်9ခုကမြို့နယ်63ခုကိုအော်တိုဘာလ31ရက်မှာအရေးပေါ်အခြေအနေထပ်မံကြေညာခဲ့တာမှာအေးအေးထိန်းချုပ်ထားတဲ့မောင်တော်ဘူးသီးတောင်ရသေးတောင် ပုံနာကျွန်းကြောက်တော်မြောက်ဦးပောက်တော်မင်းပြမြေပုံ M ရံမြဲတောင်ကုတ်တန်တွဲကွားမြို့နယ်နဲ့ပလောဝါတို့ပါဝင်နေတယ်လို့သိရပါတယ်ခင်ဗျာလူဒီယာတဲ့အနေဖြင့်တီးတိမ်မြို့အဝင်းစစ်တပ်ဂိတ်ကိုချင်းညီနောင်ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်တုံးဘန်းနဲ့လက်နက်အချို့ရရှိဟု PDF ဇူလန်ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်ချင်းပြည်နယ်တဲကတီးတိမ်မြို့အဝင်းစစ်တပ်ဂိတ်ကိုချင်းညီနောင်တပ်ဖွဲ့ကပြန်လည်သိမ်းယူနိုင်ခဲ့ပြီးစစ်တုံးဘန်းနဲ့လက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလန်ကဒီနေ့နိုမလာ28ရက်မနက်ပိုင်းမှာထုတ်ပြန်လာပါတယ်။တီးတိမ်မျိုးအဝင်မှာရှိတဲ့ကျိုးစိုးပါဤဆိုတဲ့ဆိုင်းမုတ်အနီးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ခလာရ269နဲ့ချင်းညီနောင်တို့ကြားမနေ့နိုဝင်ဘာလ28ရက်မနက်ကစပြီးတိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ချင်းညီနောင်တပ်ဖွဲ့ဝင်တွေဟာစစ်သားတွေကိုသူတို့တက်ဆွဲထားတဲ့နေရာကနေတိုက်ထုတ်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းအချို့တင်းဆဲရရှိခဲ့တယ်လို့စစ်တုံးမှန်းအချို့ကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်လို့ PDF ဇူလန်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ PDF ဇူလန်ကဓာတ်ပုံမှတ်တမ်းနဲ့တကွထုတ်ပြန်ရမှာတင်ဆက်ရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့အတူစစ်တုံးမှ2ဦးရဲ့ဓာတ်ပုံကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။စစ်သားတွေကိုတိုက်ထုတ်နိုင်ခဲ့တဲ့ဒီတိုက်ပွဲမှာချင်းညီနောင်တပ်ဖွဲ့ဝင်တွေအထူးကိမရှိပဲထိမ့်ချုပ်နိုင်ခဲ့တယ်လို့လည်းအသိပေးပါတယ်။ဂျမ်ဘတ်စစ်တပ်ကဒီတိမ်မျိုးအဝင်အထွက်နေရာကိုထိမ့်ချုပ်ဖို့ကြိုးပမ်းနေတာကိုချင်းညီနောင်တပ်ဖွဲ့ကပြန်လည်သိမ်းယူနိုင်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဒဇင်းမျိုးမူးတိမ်ပြူရွာကစစ်ကောင်မရှင်တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များသိမ်းပိုက်ရရှိတဲ့တရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဒဇင်းမျိုးနယ်မြောက်ဖက်ရှိစစ်ကောင်မရှင်တပ်နဲ့ပြူစောတိများတပ်ဆွဲထားတဲ့မူးတိမ်ရွာကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ28ရက်မနက်၄နာရီခွဲမှ၈နာရီကျော်အထိ၄နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တပ်နဲ့ပြူစောတိအင်အား၁၀၀ခန့်တပ်ဆွဲထားတဲ့ မူးတိမ်ပြူရွာစခန်းတစ်ခုလုံးကိုတိမ့်ပိုက်စီးနှင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းမနေ့9ရက်ခန့်မှာစစ်ကောင်မရှင်တပ်ဘက်က A5 Jet Fighter တစ်စီးဖြင့်2ကြိမ်၊ဝိုင်းတွဲဖြင့်12ကြိမ်၊ဘုံးဒီအလုံး80ခန့်ပစ်ကူပေးခဲ့ပြီးကမ်ဘလူး6006တပ်ရင်းကလည်းဟာဝီဇာလက်နက်ကြီးဖြင့်ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်မရှင်တပ်သားအလောင်းတချို့လက်နက်၅လက်ခဲယမ်းနဲ့ဆက်သုံးဆောင်ပစ္စည်းတချို့တင်ဆက်ရရှိခဲ့တယ်လို့ဆိုပါတယ်။၎င်းစစ်စင်ရေးကို ပြည်သူ့လူမျိုး၏တပ်မတော် PLL ဒဇယ်မြို့နယ်ပကဖပေါ်ဦးစစ်ကြောင်းရွှေဘိုခရိုင်အမှတ်25တရင်ဒူဝွန်ရေဦးမြို့နယ်အဖွဲ့ဝန်တာပါလာရေဦးမြို့နယ်အဖွဲ့ Drone Force ဒဇယ်အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆလဘီနတ်တလင်းတမငယ်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးမိရှုဖျက်ဆီးနိုင်ခဲ့တဲ့တရင်ကိုတင်ပြပေးပါမယ်။ ဘကိုးတိုင်းနက်တလင်းမြို့နယ်ရှိဓမငရဲစခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးမိရှုဖျက်ဆီးနိုင်ခဲ့တယ်လို့အမှတ်နှစ်စစ်စင်ရေးနယ်မြေကထုတ်ပြန်ထားပါဗယ်။နိုဝင်ဘာလ28ရက်နေ့ညနေပိုင်းမှာအမှတ်နှစ်စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနဗျူဟာ22အမှတ်3801တပ်ရင်းတခွဲ2တခွဲ4တခွဲ6တခွဲ9တို့ကတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါဗယ်။တိုက်ပွဲအတွင်း စစ်ကောင်မရှင်တက်ရဲနဲ့ပြူစောထီအဖွဲ့ဝင်များကစင်းကလေးထွက်ပြေးသွားခဲ့ကြတာကြောင့်စခန်းကိုတင်ပတ်ရရှိခဲ့ပြီးမိရှုဖြက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆလဘီမင်းလက်ပံကြားဖြန့်ဆိုင်ကိုဝင်းစီဖန်စီခဲ့သည့် DGB ရဲ့အဖွဲ့ဝင်230ဦးကို KNU ပြန်လွှတ်ပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံး KNU ကနိုဝင်ဘာလ22ရက်ကမြရီမြို့တောင်ဘက်မင်းလက်ပံရွာအနီး အွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်စိုက်ခြံအတွင်ဖမ်းဆီးရမိခဲ့သည့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGB အဖွဲ့ဝင်230ဦးကိုနိုဝင်ဘာလ28ရက်တွင် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းဒေသသတင်းများအရသိရပါသည်လွှတ်ပေးခဲ့သည့်တပ်ဖွဲ့ဝင်များဗဟုဌာနချုပ်စုံစည်းမြိုင်သို့ရောက်ရှိပြီဖြစ်ကြောင်းသို့သောလက်နက်များအပြည့်အဝပြန်လည်ရရှိပြီးမပြီးအတိအကျမသိရသေးကြောင်းဆိုပါသည် DGB သည်2015ခုနှစ်တွင် အမျိုးသားပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့်ကရင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီးအာဏာသိမ်းစစ်ကောင်စီနှင့်နေပြည်တော်တွင်ဆွေးနွေးမှုများရရှိထားကာစစ်ကောင်စီ၏ရွေးကောက်ပွဲကိုလည်းထောက်ခံထားသည့်အဖွဲ့ဖြစ်ပါရခင်ဗျာဆလဘီနိုဝင်ဘာလတတိယပတ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်32ဦးအလင်းဝင်သို့မဟုတ်ဖမ်းဆီးခံရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်ပြည်သူ့ပန်းနိုင်မီဒီယာကကောက်ယူထားသည့်မှတ်တမ်းများအရာ 2025ခုနှစ်နိုဝင်ဘာလတတိယပတ်15ရက်မှ22ရက်နေ့အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားရဲပြည်သူစစ် စုစုပေါင်း32ဦးအလင်းဝင်ပူပေါင်းခြင်းသို့မဟုတ်တော်လိုင်းတပ်များလက်သို့ဖမ်းဆီးခံခဲ့ရကြောင်းသိရပါသည်။အလင်းဝင်ပူပေါင်းလာသူ20ဦးတွင် ကရင်ပြည်နယ်မှ9ဦး၊ပဲခူးတိုင်းမှ9ဦး၊စကိုင်းတိုင်းမှ3ဦး၊အခြားတိုင်းဒေသကြီးပြည်နယ်များမှ3ဦးရှိပြီးထို့အထက်တွင် စစ်မှုထမ်းဥပဒေဖြင့်အတင်းအဓမ္မစုဆောင်းခံရသည့်တပ်သား35ဦးပါဝင်သည်ဟုဖော်ပြထားပါသည်။စစ်တုံးမှန်အဖြစ်ဖမ်းဆီးခံရသူ12ဦးမှာမကွေးတိုင်းမှစစ်သား9ဦး၊မန္တလေးတိုင်းမှပြည်သူစစ်5ဦးဖြစ်တယ်ဟုသိရပါသည်။2025ခုနှစ်ဇန်နဝါရီလမှနိုဝင်ဘာလတတိယပတ်အထိပြည်သူပန်းတိုင်းကမှတ်တမ်းတင်ထားသည့်အလင်းဝင်ပူးပေါင်းသူ လက်နက်ချသူစစ်တုံးမှန်များမှာစုစုပေါင်း2418ဦးအထိရှိခဲ့ပြီဖြစ်တယ်ဟုအတည်ပြုထားပါရခင်ဗျာ။ ဆက်လက်ပြီးစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုဘူးလို့ EU ပါလီမန်ကြေညာလိုက်ပြီး CRPH နဲ့ NUG ကိုမြန်မာပြည်သူတို့ရဲ့ကိုယ်စားလှယ်အဖြစ်အတိအမှတ်ပြုကြောင်းထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုဘူးလို့ EU ပါလီမန်ကကြေညာလိုက်ပြီး CRPH နဲ့ NUG ကိုမြန်မာပြည်သူတို့ရဲ့ကိုယ်စားလှယ်အဖြစ်အတိအမှတ်ပြုထောက်ခံတယ်လို့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့အကြက်တဲနဲ့ပတ်သက်လို့အလွန်ထိရောက်ပြင်းထန်တဲ့ဆုံးဖြတ်ချက်တရက်ကို ဥရောပပါလီမန်ကနိုဝင်ဘာလ28ရက်နေ့မှာအတည်ပြုထုတ်ပြန်လာတာဖြစ်ပါတယ်။ဥရောပပါလီမန်အနေနဲ့စစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲတွေကိုပြက်ပြက်သားသားပယ်ချလိုက်တာလည်းဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်စာတမ်းဟာအခုနှစ်ကုန်ပိုင်းနဲ့လာမယ့်နှစ်အစောပိုင်းမှာကျင်းပဖို့စီစဉ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲတွေကိုလုံးဝလက်မခံဘူးဆိုတဲ့အကြောင်းအသိပေးလိုက်တာလို့နားလည်ရပါတယ်။စစ်တပ်ကတစ်ဖက်သက်စီစဉ်နေတဲ့တရားမဝင်ရွေးကောက်ပွဲတွေဟာဒီမိုကရေစီစံနှုန်းတွေအပါအဝင် အခြေခံလွတ်လပ်ခွင့်ကင်းမဲ့နေပြီးနိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတွေမရှိတာကြောင့်ဆက်အာဏာရှင်အဖွဲ့ကလှုပ်ဆောင်နေမှုမှန်သမျှတရားမဝင်ဘူးလို့လဲဥရောပသမဂ္ဂပါလီမန်ကဆိုပါတယ်ဆက်အာဏာသိမ်းမှုနဲ့အတူအကြမ်းဖက်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတဲ့စစ်တပ်ကတရားမဝင် အုပ်ချုပ်နေတာကိုလည်းပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး2020ပြည့်နှစ်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကိုအပြည့်အဝလေးစားလိုက်တာပေါ့နဲ့ရည်ရသားအစိုးရကိုချက်ချင်းအာဏာပြန်အပ်ဖို့တောင်းဆိုထားပါတယ် တစ်ဆက်ထဲမှာပဲသမရဥဝင်းမြင့်နဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်အပါဝင်နိုင်ငံ၏ရည်ရွယ်ချက်နဲ့ဖန်ဆီးအကျဉ်းချထားတဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ခေါင်းဆောင်တွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ EU ပါလီမန်ကတောင်းဆိုထားပါတယ်။ဥရောပပါလီမန်အနေနဲ့တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်တဲ့မြူသားညညရဲ့အစိုးရ NUG နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အဖွဲ့ကိုအတိမတ်ပြုတဲ့အကြောင်း EU ပါလီမန်ကထပ်လောင်းကြေညာလိုက်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစေအုပ်စုကိုပံ့ပိုးနေသောကုမ္ပဏီများတွင်ယင်းနှိမ့်နှံမှုများရှောင်ရှားရန်ဆွေဒင်ရန်ကုန်ငွေအဖွဲ့များအား Justice for Myanmar တောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ဆွေဒင်ပင်စင်ရန်ကုန်ငွေအဖွဲ့များအနေဖြင့်မြန်မာစေအုပ်စုအားပံ့ပိုးနေတဲ့ကုမ္ပဏီများတွင်ယင်းနှိမ့်နှံထားတာကိုတွေ့ရပြီး၎င်းကုမ္ပဏီများအားစေအုပ်စုနှင့်ဆက်နွယ်မှုမပြုဖို့တိုက်တွန်းရန်နဲ့လိုက်နာမှုမရှိပါကဆိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုများတွင်ကြံရပါပတ်သက်မှုကိုရှောင်ရှားနိုင်ဖို့ ယင်းဤမြုံနယ်မှုများအားရုပ်သိမ်းရန် Justice for Myanmar ကတောင်းဆိုထားပါတယ်။ဆွီဒင်နိုင်ငံရဲ့မျိုးသားပင်စင်ရမုံငွေအဖွဲ့များဖြစ်ကြတဲ့ AP1, AP2, AP3, AP4 နဲ့ AP7 တို့ဟာမြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ကုမ္ပဏီ12ခုတွင်အမေရိကန်ဒေါ်လာ484တန်းကျော်ယင်းဤမြုံနယ်ထားတာကို Swedish Burma Committee Justice for Myanmar နဲ့ Fair Finance Guide အဖွဲ့တို့ကထုတ်ဖော်နိုင်ခဲ့တယ်လို့ဆိုပါတယ်။မြန်မာစစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုကြီးများအရက်သားများအပေါ်လေကြောင်းတိုက်ခိုက်မှုများလူအများပြားကိုနေရွှန့်ခွာစေမှုများစနစ်တကျဖိနှိပ်မှုများနဲ့စိုးရွားနှက်ဆိုင်လာတဲ့လူသားစာနာမှုအကျက်အတဲများကို၅နှစ်နီးပါးအရှိန်မြင့်ကျူးလွန်နေပြီးဆွေရင်ပြည်သူပင်စင်ငွေများဟာစေအုပ်စုထံလက်နက်ရောင်းချနေသောစောင့်ကြည့်ထောက်လိုင်းရေးဆိုင်ရာများကူညီပေးနေသောသို့မဟုတ် ဗန်နံငွေရှာဖွေပေးနေတဲ့ကုမ္ပဏီများထံဆက်လက်စည်းဝင်နေတယ်လို့ထောက်ပြထားပါတယ်။မြန်မာစစ်အုပ်စုကိုစစ်လက်နက်များထောက်ပံ့ရောင်းချပေးနေတဲ့အိန္ဒိယကုမ္ပဏီများ Bharat Electronics နဲ့ Hindustan Aeronautics တကြွလှုပ်ရှားသူများနဲ့သတင်းသမားများကိုခြေရခံရန်ဖန်စီရန်ထောက်ပံ့ပေးထားတဲ့ဂျပန်ကုမ္ပဏီများ KDDI နဲ့ Sumitomo နဲ့စေအုပ်စုရဲ့အဓိကဗန်ဒါရေးအသက်သွေးကြောကိုထောက်ပံ့ပေးထားတဲ့ထိုင်းကုမ္ပဏီများ PTT နဲ့ PTTEP နဲ့ အိန္ဒိယကုမ္ပဏီ GAIL တို့မှဆွီဒင်ပင်စင်ရမုံငွေအဖွဲ့များကယင်းနှိမ့်နှံထားတယ်လို့ဆိုပါတယ်။၎င်းကုမ္ပဏီများဟာမြန်မာစစ်တပ်ကအပြစ်ပေးအရေးယူခံရခြင်းကင်းစွာကျူးလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုများကိုအားပေးကူညီနေတဲ့အခမ်းကဏ္ဍမှာပါဝင်နေတာကြောင့်ဆွီဒင်ပင်စင်ရမုံငွေအဖွဲ့များအနေဖြင့်မိမိတို့ရဲ့ဩဇာအရှိန်အဝါကိုအသုံးပြုကာဆေးအုပ်စုနဲ့ပတ်သက်ဆက်နွယ်နေမှုများမှဖြတ်တောက်ရန်တိုက်တွန်းသွားဖို့လိုက်နာမှုမရှိပါကယင်းနှိမ့်နှံမှုကိုရုတ်သိမ်းသွားဖို့တောင်းဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတွင်တက္ကသိုလ်ကျောင်းသား250ကျော်ကိုကြိုတင်မဲပေးရန်ဖိအားပေးထောက်ခံစာကျောင်းအခွင့်အဆောင်ငှားခွင့်တို့နှင့်အတင်းကျပ်ခိုင်းစေတဲ့သတင်းကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်းတယ်၊နမ်ဆန်၊ကွန်ဟိန်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆက်မြို့နယ်တို့တွင်ဒေသအုပ်ချုပ်ရေးအဖွဲ့များကတက္ကသိုလ်ကျောင်းသားကျောင်းသူ250ကျော်ကိုကြိုတင်မဲပေးရန်အတင်းကျပ်ဖိအားပေးခဲ့ကြောင်း ရှမ်းလူအခွင့်ရေးမန်တိုင် SHRF ကနိုဝင်ဘာလ28ရက်တွင်ထုတ်ပြန်ပါတယ်။ပြည်အားပေးခံရသူများစုမှာယခုနှစ်ပထမနှစ်တက်ရောက်မြင့်ចောင်းသားအစ်တများဖြစ်ပြီးចောင်းအပ်ရန်ရက်ွက်ကြေးရွာထောက်ခံစာရဲစခန်းထောက်ခံစာအဆောင်၅ရန်ထောက်ခံစာများလိုအပ်သဖြင့်ထူစာရွက်စာတမ်းများကိုကျူတင်မဲပေးမှသာထုတ်ပေးမည်ဟုချိန်ချောက်ခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။ကွန်ဟိမ်းမြို့တွင်နိုဝင်ဘာလ16ရက်နေ့များတွင်ចောင်းသား36ဦး နမ်ဆန်မြို့နယ်နိုဝင်ဘာလ18မှ20ရက်အတွင်းចောင်းသား89ဦးပင်ဒီယာမြို့နယ်နိုဝင်ဘာလ18ရက်နေ့တွင်ចောင်းသား94ဦးမိုင်းဆက်မြို့နယ်နိုဝင်ဘာလ18-19ရက်နေ့များတွင်ចောင်းသား48ဦးတို့မဲပေးခဲ့ရကြောင်းဖော်ပြထားပါသည်အထောက်အထားမပါပါကထောက်ကန်စားများထုတ်မပေးဟုရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စေအိမ်မှုယာယီမှုများက တအိမ်တက်စင်းစရင်ကောက်၍ဖိအားပေးခဲ့ခြင်းဖြစ်သည်ဟုအသိပေးထားပါသည်။နမ်ဆန်မျိုးမှမန္တလေးမြို့သို့တက်ရောက်မည့်ကျောင်းသားတဦးကကျောင်းအဖို့ရက်ွက်ထောက်ခံစာယူတော့မဲပေးပြီးမှ ထုတ်ပေးမယ်ဆိုတဲ့စိတ်ဝင်စားပြီးမှမဲပေးလိုက်ရတယ်ဟုပြောဆိုထားပါသည်။မိုင်းဆက်မှကျောင်းသူတဦးကလည်းဆန္ဒလုံးဝမပါပါဘူး။ထောက်ကန်စာမရရင်ကြောင်းမတက်နိုင်တော့မှဆိုးလို့ပေးလိုက်ရတာဟုဆိုပါတယ်။ရှမ်းလူအခွင့်ရမန်နိုင်က ထိုဖိအားပေးမှုများသည်စစ်ကောင်စီ၏ရွေးကောက်ပွဲတွင်လွတ်လပ်မှုတရားမျှတမှု ဒီမိုကရေစီနီးကျမှု လုံးဝမရှိကြောင်းတက်သေးထူထောင်နေသည်ဟုထောက်ပြထားပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်ထိုင်းနိုင်ငံတောင်ပိုင်းဟက်ရိုင်ရေဘေးတွင်မွန်ပြည်သူအလုသမား9000ခန့်နှင့်မြန်မာနိုင်ငံသားအလုသမား2သိန်းခွဲခန့်ဒုက္ခရောက်နေတဲ့သတင်းကိုတင်ပြပေးပါမယ်ထိုင်းနိုင်ငံတောင်ပိုင်းဟက်ရိုင်ခရိုင်တွင်နိုဝင်ဘာလတတိယပတ်ကလေးကမိုးသီးထန်စွာရာသွန်းပြီးရေကြီးရေရှမ်းမှုကြောင့်ပြည်သူနှစ်တန်းကျော်အတိဒုက္ခရောက်နေရတွင် ွန်ပြည်သူလုံသမား၄000မှ5000ခန်းနဲ့မြန်မာ နိုင်ငံသားအလုံသမား2000ခွဲခန့်ပါဝင်ကြောင်းမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှယနေ့နိုဝင်ဘာလ28ရက်တွင်ထုတ်ပြန်လာပါတယ်။ရေဘေးတည်နေသည့်အလုံသမားများတွင်အစားအသောက်တောက်သုံးရည်ဆေးဝါးတကူရည်သုံးပစ္စည်းများအရေးကြီးလိုအပ်နေကြောင်းအသိပေးထားပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ၏လူသားချင်းစာနာကယ်ဆယ်ရေးဌာနကထိုင်းနိုင်ငံအတွင်းရှိမွန်ကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍အရေးပေါ်အကူအညီဆောင်ရွက်နေတော်လဲ လိုအပ်ချက်များအလွန်များပြားသဖြင့်နိုင်ငံတကာနိုင်ငံတွင်းရှိမွန်ပြည်သူလူထုအတိုင်းဝိုင်းအားလုံးကိုပါဝင်ကူညီလှူဒါန်းကြရန်တိုက်တွန်းထားပါသည်။ရေးပေးတင်နေသည့်မြန်မာအလုံသမားများအားကူညီလိုသူများမွန်ပြည်ဖက်ဒရယ်ကောင်စီနှင့်ဆက်သွယ်နိုင်ကြောင်းအသိပေးထားပါရခင်ဗျာ။ဒီကနေ့တင်ပြခဲ့တဲ့သတင်းတွေကိုကိုသစ်လူလင်းနဲ့ခါရှဲလိုကပေးပို့ထားတာဖြစ်ပါရခင်ဗျာ။ကျွန်တော်ကတော့မင်းယူပါ